အလုံးဝမင်္ဂလာပါ Ego Guardian Channel ကလည်းပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ကျွန်တော်တို့လူသားမျိုးနွယ်တွေရဲ့စိတ်ငြိမ်းပြောင်းလဲဖြစ်တည်လာဖို့ကိုဝေမျှပေးသွားမှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကနေယနေ့ခေတ်ကျွန်တော်တို့လက်ရှိလူသားတွေအထိစိတ်ငြိမ်းပြောင်းလဲလာကြပုံတွေကိုကျွန်တော်နဲ့အတူရှာဖွေကြည့်လိုက်ကြရအောင်လွန်ခဲ့တဲ့နှစ်ခုနှစ်တန်းကျော်အာဖရိကတန်းရှိကျွန်တော်တို့ဘိုးဘေးတွေဖြစ်လာမဲ့ဟိုမီနီလို့ခေါ်တဲ့လူသားမျိုးစိတ်တွေဟာစတဲ့မတ်တက်ရက်ပြီးလမ်းလျှောက်တက်လာကြပါတယ် အရာဝတ္ထုပစ္စည်းတွေကိုအကင်အွယ်သုံးမျိုးနိုင်မှုသူတို့ရဲ့လက်တွေကိုလည်းလွတ်လပ်လပ်အသုံးပြုတတ်လာကြပါတယ်အစတာလိုပစ်တီကမျိုးနယ်စုတွေမှာပါနေတဲ့အဆိုပါအစိုးဆုံးလူသားတွေဟာတင်းငယ်တဲ့အုံနောက်တွေရှိပေမဲ့စားစရာတွေလှည့်ဖြဲဖို့နဲ့ကိုယ့်ကိုကာကွယ်ဖို့ခြောက်သုံးတွေကိုအသုံးပြုလာတတ်ကြပါတယ်ဒါဟာတက္ကနိုလော်ဂျီမြန်မာလိုပြောရရင်ဤပညာမျိုးစစ်ပထမဆုံးစတင်ဆက်ပြိုးခဲ့ရလဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်တစ်တရမကိုမီလီယံခန့်ကျော်မှာတော့ Homo address လို့စိတ်တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။သူတို့ဟာပုံမကြီးထွားပုံမတန်မာလာကြပြီးရေကြီးသောအချက်ဖြစ်တဲ့မိကိုအသွင်မြူလာတတ်ကြတာဖြစ်ပါတယ်။မိကိုအနှွေးတဲ့ရာခိုးနဲ့ကာကွယ်ဖို့တာမကသူတို့ရဲ့အစားစာတွေကိုချက်ပြုတ်ဖို့အတွက်ပါပြောင်းလဲတုံးဆွလာတတ်ကြတာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့အဆိုပါမျိုးစိတ်တွေဟာအာဖရိကကိုစတင်ဆွတ်ခွာခဲ့ပြီးအာရှနဲ့ဥရောပကိုပြည့်နှံ့နေထိုင်လာကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း၃နှစ်ခန့်မှာတော့ယနေ့ခေတ် Homo sapiens လို့ခေါ်တဲ့ ယနေ့ခေတ်လူရမျိုးနွယ်တွေစတင်ပေါ်ထွက်လာပါတယ်။ကြောင်းနိုင်ရဲ့ဆေးပကြီး၊ခီတာပစ္စည်းစတဲ့အခြားစင်းမြစ်အသုံးဆောင်ပစ္စည်းများကိုကြည်ချင်းဖြင့်ကျွန်တော်တို့အုံနောက်တွေဟာပုံဖော်မျိုးလာပြီးဗရာစကားနဲ့ယဉ်ကျေးမှုတွေကလည်းပြည့်နှံ့ဖော်မျိုးလာပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းတထောင်ကြာမှာတော့စိုက်ပျိုးရေးဝင်းမြူရေးဖော်မျိုးလာခြင်းနဲ့အတူလူသားတွေဟာရွှေပြောင်းမဲလိုက်ဘဝကနေအခြေချနေထိုင်သူတွေအဖြစ်ပြောင်းရွှေ့လာခဲ့ကြပါတယ်။စိုက်ပျိုးရေးဖြစ်တွန်းလျက်မြေလွတ်မြေရိုင်းတွေကိုရှင်းလင်းပြီးစိုက်ပျိုးရေးလုံခြုံရေးလုပ်ကင်ကလူရည်ကြီးမှုခေတ်ကိုစတဲ့ခြေလှမ်းလှမ်းခဲ့ကြပါတယ်။ ီနေ့ခေတ်မှာတော့လူသားတို့ရဲ့စင်ကပြောင်းလဲမှုဟာဆက်လက်ဖြစ်နေပါတယ်။ထို့တော့ကျွန်တော်တို့ရဲ့အဓိကရင်ဆိုင်နေရတော့ပဝန်းချင်ဆိုင်ရာပြည်ထောင်တာတွေဖြစ်ပါတယ်။အတိတ်ကအမားတွေကိုတင်ကန်းစာယူပြီးကျွန်တော်လူသားတွေနဲ့အခြားမျိုးစိတ်တန်းပေါင်းများစွာရှင်းနေနေကြတဲ့ပဝန်းချင်ကိုမထီရမဖြစ်စီအောင်ကာကွယ်ရမှာကျွန်တော်တို့တာဝန်ပဲဖြစ်ပါတယ်။အဆုံးထိကြိုးရှုပေးရကြတဲ့ကျေးဇူးတင်ပါတယ်။နောက်ထပ်ပြန်လည်ဆုံတွေ့ကြအောင် channel လေးကိုလည်း like subscribe ပြုလို့ပို့ဖို့တောင်းဆိုပါတယ်။အားလုံးပဲဒါချမ်းပြည့်တဲ့နေ့ရက်တွေတည်းရကိုပတ်စံနေကြပါစေ။